ဟယ်လိုအားလုံးပဲမင်္ဂလာပါတက်ကြဝါနာရှင်ညီကိုလေးကိုအခုမျှဝေပြီးမယ်အကြောင်းလေးကတော့ကိုကြီးခိုင်ရေးသားတဲ့တရကုန်းရွာရဲ့ဗာမျိုးဘိုးသူတကယ်အဖြစ်အပျက်ရွာ6ရွာမှာနာမည်ကျော်ကြားခဲ့တဲ့ဗန်သိန်းရဲ့သားမိုက်တိုင်ဆန်ဆိုတဲ့အချက်အကြောင်းလေးကိုပြန်လည်ပြီးတော့မျှဝေပေးလိုက်ပါတယ်တရကုန်းရွာကကြက်ရှင်ဥချင်းညွန့်ဤဆယ်ပွဲတိုင်ကိုပွဲနိုင် တပွဲရှုံဗန်သိန်းဆိုတဲ့ကျက်ဖာကြီးကစပြီးတော့သားမိုက်တိုင်ဆန် မြေဟူစိန်ကြောက်စိန်နကမဟူရာစိန်စတဲ့ကြက်တွေအပြင်မြေဇိမိကြနဲ့မောဒသာဆိုတဲ့ကြက်ခုနှစ်ကောင်အထိဒီရကုံးရာကြက်နာမည်ကျော်ကြားလာခဲ့တယ်။ဗန်လင်းဆိုတဲ့ကြက်ပန်းဟာမျက်နှာတစ်ဖက်နဲ့တစ်ဖက်ကမတူပဲမျက်လုံးကအစတစ်ဖက်ကမျက်ပုတ်တစ်ဖက်ကပုံမှန်သူကကြက်ကကြက်ဆွဲကြက်ဆက်ရနိုင်ဗန်လင်းကအမြဲတားလေသူကိုနာသွားအောင်လဲနေအောင်ခုတ်ပါစီ။ သူအကြီးမချမ်းပဲပြန်မှန်လိုက်တဲ့ချီယာတဖန်ချက်ရဲ့လမ်းစကန်းပညာကြီးပျက်စီးသွားအောင် ပွဲဖြီကိုပြောင်းလဲနိုင်စွမ်းရှိတယ်ချီပိုင်ချီစိုးပါတဲ့ပုံစံမျိုးပါနောက်ဆုံးဗန်ဒိတ်မျက်လုံးတစ်ဖက်ကမ်းဘွားနဲ့ဖိုးကုံရွာတို့ဗန်ဒိတ်တဖောက်ပူထားစဉ်ကနှစ်ကောင်လဲခုတ်ရည်တကောင်တီတီဟုကြားသိလိုက်ရတယ်သူမျက်လုံးကန်းသွားလို့စိတ်သောတာကြီးနေလို့ပဲထင်ပါတယ်ဗန်ဒိတ်နဲ့တာကတ်တဲ့အခါအထူးခြားဆုံးကကျမတိုင်းတာကောင်ချမပေးပါဘူးဘာကြောင့်လဲဆိုတော့ဗန်ဒိတ်ကကျမရွေးရဆိုတာပါပဲ ကျမဆိုရင်မျိုးလဲမှန်ကန်ရမယ်လမ်းစကန်းနဲ့ပညာလဲအတော်အသင့်ဆိုရင်ကျမအရောင်မှန်ကန်သာရွေးချယ်ပြီးလမ်းဖြည့်တားဖောက်မယ်ဆိုရင်မျိုးရိုးဘာမျိုးဖို့သူသည့်မျိုးဆက်ထွန်းကားလာတာကိုတွေ့ခဲ့ရတယ်။ဒါကလည်းစဉ်းစားเสียပါပဲ။ခွန်လန်းသူဖောက်တာတော့မဖြစ်နိုင်ပါဘူး။လမ်းဖြည့်ဖောက်တာပဲဖြစ်ပါလိမ့်မယ်။မြေးမြစ်ထိကောင်းခဲ့တာဆိုတော့ကျွန်တော်ချက်တကောင်ရဲ့ခွက်ခွက်ခွတ်မှုကိုသိချာမသိပဲ ချက်ကောင်းလို့တားဖောက်တယ်ဆိုတဲ့ချက်တပားများနဲ့ကျွန်တော်မငင်းခုံလို့ပါ။ဗန်နေရဲ့ဒါမိုက်တိုင်ဆန်ချက်အကြောင်းကိုပထမဆုံးမိတ်ဆက်ပေးလိုက်ပါတယ်။မိုက်တိုင်ဆန်ဟာဒီရကုံးရွာကဥချင်းညွန့်ဆိုတဲ့ချက်တမားကြီးကဗန်နေကိုနှစ်ချက်ခွဲရွာချက်ဖြင့်နောက်ဆုံးပွဲမှာမျက်လုံးတစ်လုံးကန်း၍ရှုံးသည့်ချိန်မှစပြီးတော့တိုင်ဝိုင်းမှာမတိုက်တော့ဘဲသူ့အိမ်မှာတားဖောက်အားယူထားလိုက်တယ်။ ဥချင်းညွန့်ရဲ့အိမ်ဒီပတ်ဝန်းကျင်မှာလဲဘာကြီးတောင်းကြီးဥဖိုးအေးဥရွှေအေးဥထွန်းမောင်တို့ရဲ့မိသားစုများလည်းနေထိုင်ကြတယ်။ကျေသမားကြီးဥချင်းညွန့်ကျက်ဖန်တိန်ဟာဘေးနားရာ600မှာနမဲကျော်ကြားလာတဲ့အခါထူရရဲ့ကျေသမားကြီးတွေဟာလူပြိုကြီးဥသိမ်းအောင်ကဘာကြီးတောင်းကြီးဒါမောက်ချစ်ထံသို့ကျက်မလေးတကောင်ပို့ထားခဲ့တယ်။ဘေးနားကရွာဒီကလည်းဥချင်းညွန့်အိမ်အနီးနားအခြားအိမ်တွေကိုလာပြီးတော့ကြက်မများလာပို့ပြီးဖောက်ကြလေရှိတယ် ရွာတွေကကြက်သမားများနဲ့ရွာတကာလှဲ့ကကြက်သမားတို့ဤကြက်မများဟူကကြက်မဒီပို့ဒီကကြက်မဟိုပို့ဖြင့်ကြက်အိမ်တော်ကြီးကိုစီမံကြနေတယ်။ဗန်သိန်းတို့များနှက်ပြီးရောက်နေသလားမှတ်ရပါတယ်။သူတို့လာဖောက်တဲ့ကြက်တွေအလုံးထဲမှာမှ လူပြိုကြီးဦးသိန်းအောင်လာပို့ထားတဲ့ဘာတောင်းကြီးကကြက်မဲမလေးကမောင်ချစ်ကြက်စိမ်းလေးတစ်ကောင်သာတားကောင်းထုံးကနာမည်ထွက်ခဲ့တယ်။ အွန်စီယာကောင်းတာကဗန်ဒင်းရဲ့ချက်ရှင်ဦးချင်းညွန့်အိမ်မာတော်ချက်ကောင်းတိတ်မထွန်းကားခဲ့ပါဘူးသို့တော်လည်းစဉ်းစားစရာကမိုက်တိုင်ဆန်ကိုကျွန်တော်ရဲ့ဆရာပြောသလိုလမ်းဖြည့်ဖောက်ခဲ့တယ်လို့ထင်ရတယ်တကယ်တော့ဒေယကုန်းရွာက လူပြိုကြီးဦးသိအောင်ချက်မဲမာလေးနဲ့လမ်းစကန်အဆက်လို့ဖြစ်ပါလိမ့်မယ်အဲ့တော့ဦးချင်းညွန့်လည်းသူ့ချက်မျိုးပြန်ဝင်တိုက်သည့်ဘဝဖြစ်ပုံကမောင်ချစ်ချက်လေးကိုချက်သမားကြီးဦးချင်းညွန့်နဲ့ကိုမင်းဆိုးကပထမပဲညောင်သူကကိုချန်လိုက်ချက် 3000ဒုတိယပွဲဒေရကုံးရွာကဥတည်အေးချက်1000နှစ်ပွဲတိတိယူတိုက်တာနိုင်လိုက်ပြီးအဲ့ဒလိုနဲ့မောင်ချစ်ချက်ကလေးကိုဥချင်းညွန့်နဲ့ကိုမင်းမင်းစိုးကရွာဝိုင်းမှာနှစ်ပွဲတိုက်ရင်အနိုင်ရတဲ့အချိန်မှာထိုချက်ကလေးကိုမိုက်တိုင်တန်ဆိုပြီးဥချင်းညွန့်နဲ့သူ့အရင်ရန်ကုန်ကကိုဝင်းသူကမိုက်တိုင်တန်ဆိုပြီးနာမည်ပေးခဲ့လေတယ်။ မိုက်တိုင်ဆန်နှစ်ပွဲနိုင်ပြီးတော့အခါခွတ်တဲ့ချီကိုသဘောကျမိ၍ချက်ကပွေးဆွဲနေတော့လဲမွေသုံးတော်နဲ့ချက်ရှင်မောင်ချစ်ထံဦးချင်းညွန့်နဲ့ကိုမင်းမင်းဆိုးတို့နှစ်ယောက်ကဆက်သူကြီးဝယ်ခဲ့ကြနေတယ်။ထိုခေတ်အခါကကာစီယိုနာယီခေစားနေချိန်မှာ မောင်ချစ်ကမိုက်တိုင်ဆန်ရောင်းရမွေနဲ့ကာစီယိုနာယီအစ်စ်2500နဲ့တလုံးရပြီးကြီးနက်နေတယ်။ထိုချက်ကလေးကိုကိုမင်းဆိုးအိမ်မှာထားတော့လဲအင်းကြီးချင်းဦးကျော်မွေကသူ့နွားတချင်းပေါ်တက်ပြီးတွန်နေတဲ့အခါ မမင်းမင်းဆိုးရမင်းကြက်တကောင်၃တောင်အများလုံးလားဟုမေးလေတယ်။ထိုကိအခါကကြက်သိဒ္ဓါ350ကြက်သားတာရှိတယ်။ပြီးတော့ကြက်ကပွေးဆွဲနေသေးတယ်။မမင်းဆိုးမင်းမို့မိုက်ခံဝဲတယ်။ဟင်းပဲချက်စားရင်ကောင်းဟုကြက်သမားမဟုတ်သည့်တောင်သူကြီးဥကျော်မွေကကိုမင်းဆိုးကိုပြောလိုက်နေတယ်။မိုက်တိုင်ဆန်ကိုချက်ပြင်းချက်ကျွေးကိုမင်းစုကိုယ်တိုင်စောင်းသွင်းညာချမ်းကာလာမှာမီးလင်းပိုပြီးမီးလုံရင်ချက်ပြင်းအချက်အစာကျွေးကနှိမ့်စဉ်ပြုပြင်နေလေတဲ့ မိုက်တိုင်ဆန်ကိုပွေးကူပြီးပွေးပြောင်းလို့ခြေပြန်ကြော်ကြည့်တဲ့အခါခြေမပေါ်ပဲဘာကြီးကျော်ကမောင်မင်းမင်းဆိုးကနောက်နှစ်ပတ်ခန့်ပြန်မွေးရန်ပြောကြလိုက်တယ်။ရက်ပတ်စေးတဲ့အခါမှာညောင်သားရအလှနေဖိုးကုန်းရွာမှာကြဝိုင်းဖြစ်မိဟုသတင်းကြားလိုက်တယ်။ဒီလိုနဲ့မိုက်တိုင်ဆန်ကြီးကိုယူကဘာကြီးခွင့်ညူဟာဥဆောင်ကြီးဘာကြီးကျော်ဥဝင်းတင့်ဥချင်းညွတ်ကိုမင်းမင်းဆိုးကိုမြင့်လင်းကိုသိန်းဟန်နဲ့အခြားညောင်သူရွာ ဇီကုံရွာကြောင်သာရွာမှာတိုက်ကျက်ဝါဒနာရှင်များနဲ့အတူတုံးပွဲမြောက်ဖိုးကုံရွာသို့သွားကြနေတယ်။ဖိုးကုံရွာကြောင်ဝိုင်းတို့ရောက်တဲ့အခါဖိုးကုံရွာကဥကြည်တိုးကဥချင်းညွန့်ကိုမင်းဆိုးကိုသိန်းဟန်ခမရူးကျက်ကကောင်းကောင်းကောင်းရဲ့လား။သူဖိုးကုံရွာကိုမဲရူးကျက်ကတုံးပွဲတဲ့ကျက်ကျော်နမယ်ကြီးကျက်ကလည်းအတော်ကောင်းတာနော်ဟုသတင်းလာပြောနေတယ်။ဒီလိုနဲ့ပဲကိုမင်းဆိုးကကိုကြည်တိုးကိုကျုပ်ကကျက်ကောင်းမဲဖတ်တတ်ချင်တာမကောင်းတဲ့ကျက်ကျုပ်တို့ကဖတ်မတတ်ချင်ဘူး။ အချိုချောင်းနဲ့ကျောက်တို့တရားဦးသားတွေကနမယ်မလို့ခြင်းဘူးပြီးတော့ကိုမင်းဆိုးကကြက်ကြော်ကြက်ကြော်ဆိုတာပကံနေတာရှိတယ်ဟုပြောလိုက်လေတယ်မိုက်တိုင်ဆန်နဲ့ပွဲဖြစ်အောင်သာအစီအစဉ်ပေးသူရင်တန်ရင်လွတ်မယ်ဟုဆိုးကတုံးပွဲမြောက်ဘူကုံးရွာကိုမဲသူချက်နဲ့ကြက်ကတ်ကြရာဒီရကုန်းမိုက်တိုင်ဆန်ကငါးကြက်သားခန့်ကြီးနေတယ်ဘူကုံးရွာကြက်ကငယ်ပင်မဲ့မာရီကျော်ကြီးကပူပြီးတော့ကောင်းနေတယ် အဲ့တော့ကိုမင်းစုကကျုပ်တို့ဒေယကုန်းသားတွေကတိုင်ဝန်နဲ့ကျေးဇူးလိုက်ဘူးပြောလေရဖူးကုန်းရကိုမဲသူကြက်ဘက်ကလည်းမိုက်တန်ဆန်းဥနမဲမကြဘူးတော့လဲခွတ်တာလည်းမမြင်ဘူးပဲတို့ပေမဲ့မိမိချက်ကတုံးပွဲနိုင်ရွာုံကျော့စုတော့ကလည်းရင်9000 9000ကြီးဆလွတ်မယ်လို့ပြောတယ်ဒီလိုနဲ့ကျက်နှကောင်ဆလွတ်ကြရာဖူးကုန်းရရဲ့ကိုမဲသူချက်ကချိန်ချက်ကူကိုမဲသူဒေယကုန်းရရဲ့မိုက်တန်ဆန်းကဇိန်ချက်ကူကဥချင်းညွန့်ဖြစ်တယ်ကျက်နှကောင်လုံးကချက်မိုက်တွေဖြစ်ကြတယ် ဖူကုံကူမဲသူချက်ကဆက်လွတ်သေးကချက်ဖြစ်ချက်ချိတ်ကောင်းတယ်မိုက်တိုင်ဆန်ကိုပိတ်ချိန်မရနိုင်အောင်လေချင်းနှီးနှီးရင်ကြီးဖြီးပြီးနှုတ်နဲ့ဖိလိုက်ဆွဲတိလိုက်ကြိုက်ခုတ်လိုက်နဲ့အတင်းလိုက်ခုတ်လိုက်အတင်းလုံးလိုက်ကြိုက်ခုတ်လိုက်ဆက်လိုက်နဲ့ချီအတော်ကောင်းတယ်ဖူကုံရကူမဲသူချိတ်ကခွတ်တာဥကြည့်တို့ပြောတာမှန်းနေပြီပေါ့ဒီလိုနဲ့ဒီရကုံရကမိုက်တိုင်ဆန်ကြီးကလည်းနားလေတိုးနေပဲနားသွားရင်ချီနဲ့ပြန်မှန်အမှားနေရာဖြစ်တဲ့နေတွင်ကြားမျက်စိကြားမျက်ထိပ်တွေကိုခွတ်တာပဲ ဖိုးကုံးရွာကိုမဲသူချိတ်ကလည်းကြက်ခုတ်ကောင်းတစ်ချက်တစ်ချက်ဇက်ကိုပါအထိမျက်ထိပ်ထိပ်ပြီးမိုက်တန်ဆန်ခံနေရတာများတော့ဖိုးကုံးရွာကကြက်လောင်းသူတွေကမင်းတို့ဒရေကုံးရွာကမိုက်တန်ဆန်ဆိုတာဘာကောင်းတာလဲတွေ့ရတာဘာမှမဟုတ်ပါဘူးကွာသူတို့ကြက်ဝိုင်းသဘောတဲ့ဝါရအပေါ်ကြီးသမားတွေကရီးတဲ့တဲ့စကားတွေပြောလာကြတာပေါ့နေကောက်မြောက်မှာပဲဖိုးကုံးရွာကကိုမဲသူချက်ကခွတ်လိုက်ရဝိုင်းဆက်မလန်းမကန်းမှာမိုက်တန်ဆန်ကြီးလဲသွားတယ် ဘာအီကျော်နဲ့ဦးဝင်းသိန်းကမိုက်တိုင်ဆန်တော့အခြေအနေမကောင်းဘူးခြေလည်းမကျွတ်ဘူးလဲနေပြီဟုဆိုကားကိုဟင်းတန်းနဲ့ကိုမြင့်လွင်ကိုလက်ဖြားမဆွဲရန်လှမ်းအောင်ပြောလိုက်တယ်။ထိုအချိန်ဖိုးကုံးရကြက်ကူကိုမဲသူကဝိုင်းပေးစည်းဆက်လူနဲ့ထီလောက်မှဖိုးကုံးကြက်ကူကိုမဲသူကိုဝိုင်းစည်းပေးအနာက လောင်ကြီးသမားကကောက်ကူခိုင်းတဲ့ပြင်ကြက်မိုက်တိုင်ဆန်ကိုကြက်မားကောက်မိ၍မိုက်တိုင်ဆန်ကြီးလဲနေတာကိုတွားကောက်မိပြီးဒရက်ကုံးရကြက်ကူဦးချင်းညွန့်နဲ့ဖိုးကုံးရကြက်ကူဦးမဲသူနှစ်ယောက်သာပြဿနာဖြစ်ကြပါလေရော။ ဝိုင်းတွင်ချက်တိုင်ကလဲမထူကြီးစီကန်းကြောင့်တတ်မှတ်ထားတော်လဲဖိုးကုန်းရချက်ဘက်ကကြက်မန်းကောက်သည့်အတွက်ချက်တိုင်ကပြဿနာမဖြစ်စေပဲမျှတသွားချက်ကုနှစ်ယောက်စလုံးမကုပဲဝိုင်းဆက်မူလနေရာမှာချက်နှကောင် ပြန်လွှတ်ဖို့ပြောလိုက်လေတဲ့ဝိုင်းမူလနေရာပြန်ဆားလွှတ်မိုက်တိုင်ဆန်ကသူ့ကိုလဲအောင်ခွတ်တဲ့ဖိုးကုန်းရဲ့မဲသူချိတ်ကိုဆားလွှတ်လွှတ်ခြင်းမန်ချီနဲ့တစ်ချက်နဇဆွဲခွတ်လိုက်ရာဖိုးကုန်းကိုမဲသူချက်အလဲစီးကိုပြန်တင်မြာပဲလဲသွားတော့တယ် အဲ့ခါကျမှကိုမင်းမင်းဆိုးနဲ့ကိုသိန်းဟန်ကမိမိတို့ချက်ချက်မဲမန်ချီအကြောင်းတီတော့ကြောင့်ကြိုက်တဲ့လောက်ကူစိတ်ကြိုက်អော်ပြောလေတယ်။ဖိုးကုံကိုမဲသူချိတ်လဲဘေးထွက်ကူလိုက်ပြန်တယ်လိုက်နဲ့နောက်ဆုံးထိုးလဲတာပြန်မထနိုင်တော့မှဖိုးကုံရွာကိုမဲသူချက်ကအရှုံးပေးလိုက်ရတယ်။ထိုးပွဲဟာမိုက်တန်ဆန်ရဲ့တတိယပွဲဖိုးကုံရွာကိုမဲသူချက်နဲ့9500ကျီ၃ပွဲမြောက်နိုင်ပွဲဖြစ်လာတော့တယ်။ မိုက်တက်ဆန်တုံးပွဲမြောက်နိုင်ပြီးတော့လေဒီရကုံးရာနဲ့မိုက်တက်ဆန်ကောင်းပြီဆိုတာငယ်စဉ်တည်းကအတိအကျပြောနိုင်သူချက်ချီကောင်းတဲ့သူတဦးရှိလေတယ်။ထို့သူကဒီရကုံးရာကဘာကြီးကျော်ဖြစ်တယ်။အဲ့ဒီဘာကြီးကျော်ဆိုတဲ့သူကဒီရကုံးရာမှာတနည်းပတ်လုံးချက်တက်ချက်မွေးနေသူတရားမဟုတ်ပါ။တောင်သူလုံးနေသူတဦးဖြစ်ပြီးနွေအခါအလုံအားလက်ပါကချက်ပွဲကြည့်ချင်းနဲ့တောင်သူကိစ္စနဲ့တာအချိန်ကုန်နေတယ်။ဒဏ်ကုံးရွာမှာဘယ်ချက်ရောက်ရောက် ချက်တုံတဲ့ကြာယုံနဲ့ဒါချက်စိမ့်ဒါဘသူရဲ့ချက်အဲ့လောက်အထိဘဲချက်ကတုံတဲ့ပြတ်တယ်ဘဲချက်ကတုံတဲ့ရှိတယ်စသဖြင့်အတိအကျသိနေတတ်တယ်တောရာဒီသားတွေမှာချက်တိုက်ခြင်းဟာလေဓမာလူစဘာပေါ်နတော်လာစန်းတပေါင်းသားလေလောက်ထိတာဖြစ်တယ်ချက်နွန်းလာများမှာလည်းဒီရကုံးရွာကတောင်သူအလုံးနဲ့ချက်မွေးခြင်းတားဆက်ခြင်းဖြင့်အလုံးမအောင်ရှိနေကြတယ်တိုက်ချက်ဆိုတာချက်မျိုးစားအမျိုးမျိုးရှိတယ်အလိမ္မာအမိုက် အခုတက်အခုတက်ခံတက်လန်စသဖြင့်ခွန်လန်းကောင်းတမျိုးစီရှိကြတယ်။ဘာကြီးကျော်ဟာအဘဲချက်မျိုးနဲ့ဘဲချက်မျိုးဆက်လိုက်ရရင်ဘလို့ခွန်လန်းအစမ်းတွေထွက်လာမယ်တိုးလာမယ်လို့တက်မကြတိတဲ့လူဖြစ်တယ်။ဘာကြီးကျော်ဟာဒီရကုန်းရွာနာ35ရွာမှာကြက်ကြည့်တော်တဲ့လူနာမည်တစ်လုံးနဲ့နေတဲ့လူဖြစ်တယ်။ တန်အကုံရွာလေဇက်မှာကြက်ခွလက်ပုတ်ခြင်းအများဆုံးပြုလုပ်ကြတယ်။တခါတည်းရင်အလုံအားလက်ပါကဒီအကုံရွာက ကြက်သမားများဒီအကုံရွာအလေဇက်မှာကြက်သမားတို့ကြက်အကြောင်းတောင်သူတီးနဲ့လေယာမီအကြောင်းဆွေးနွေးရခေယာပုံစံမျိုးဖြစ်နေကြတယ်။အဲ့အချိန်ကဒီအကုံရွာက မောင်မင်းအောင်ကျွန်တော်မောင်ကြီးခိုင် မောင်မင်းသူတို့ကကြက်ဝါနာချင်းကြက်ယူပေါက်ဆအွယ်လေးတွေပေါ့ဗျာ။ ဘယ်ကျက်သမားပဲဖြစ်ဖြစ်ကျဲအကြောင်းဘူးတုဒနားထောင်ရရင်ကျင့်တတ်နေကြတာအမှန်ပါပဲ။ဘာကြီးကျော်တို့လိုဝိုင်းကျက်သမားကြီးများဤကျဲအကြောင်းကိုနားထောင်ရရင်ဝမ်းသာကြကုန်တာပေါ့။ကျက်တိုက်သွားရနိုင်လေကျက်ကကျက်ဆွေရမှာကျက်တိုက်နေချင်းဘယ်နေရာကုဘယ်နေရာဖြစ်စတဲ့ဖြစ်ညွန်ကြားရနိုင်ဘာကြီးကျော်ကအရေးပါအရာရောက်နေတယ်။ကျက်ဝဲကျင်သူနဲ့ရောင်းကျင်သူကျက်သမားကြီးများကလည်းဘာကြီးကျော်နဲ့ဆွေးနွေးတိုင်ပင်ကြနေတယ်။ ကျဲဝါဒနာပါသပြုတဲ့လူငယ်များကိုဘာကြီးကျော်ကအငဲခက်ကြည့်နေတတ်တယ်။ကျက်ပေါက်ကလေးများကျဝိုင်းယူလာပါကဘာကြီးကျော်ကကျက်ဖမျိုးယူကျက်မမျိုးယူကိုအတိအကျမေးလိရှိတယ်။ဘာကြီးကျော်ဟာတောင်သူလုံတောင်ဝင်များနဲ့ကျက်မတိုက်တဲ့အချိန်ကာလတွေမှာကျက်ဝိုင်းများလှိုင်ပြီးဆိုရင်ရွာယုံကျက်နေထွက်တိုက်ရင်ဘာကြီးကျော်မပါရင်သူမရှိလျင်ကျက်ဝိုင်းမစီကားလောက်အောင်ထိအရေးပါအရာရောက်လာနေတယ်။ ဘာကြီးကျော်ဟာကြက်ပွဲတိုင်းလမ်းကြည့်တဲ့သူမဟုတ်ပါတောင်သူကြီးဆိုတော့ကဝါသနာအရကြက်မွေးကြက်ပြင်ကြက်ပွဲကြီးလောက်တာလောင်းကစားစိတ်ဝင်စားသူမဟုတ်ပေမိုက်တဆန်သုံးပွဲတိုက်ပြီးနမယ်လေးရလာတဲ့အခါဒေဟကုန်းရွာမြောက်ဖျားကဥဝင်းတင့်ဆိုတဲ့ကြက်သမားကြီးတယောက်ရှိတယ်သူကြက်တွေကကောင်းပေမဲ့အသေးပါတော့ကြက်စိတ်ကမမှန်ဘူးစိတ်သက်ကြနေတဲ့လူတယောက်ဖြစ်တယ် ရွာလေပိုင်းကကိုမင်းမင်းဆိုးရဲ့မိုက်တိုင်ဆန်ကြီးခုတ်တဲ့ကြက်ပွဲတိုင်းကြည့်မိပြီးသဘောကျမိကသူ့အိမ်ကရှိသမျှကြက်အကုန်ရောင်းပြီးမိုက်တိုင်ဆန်ကြီးအတွက်ဖောက်ကြမ်းကောင်းကောင်းရှာ၍ကြက်အိမ်တော်ကြီးကိုစီမံဖို့ဥဝင်းတင်တယောက်ကြံစီနေတော့တယ်။